ဇလန်းဆောင်ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်ဒီတစ်ခါချက်နန်းကအချင်းဇလန်ပညာလေးတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ဒီဇလန်းလေးကဆိုရှယ်မီဒီယာတွေမှာတင်တဲ့ post တွေကြောင့်ဖြစ်လာခဲ့တဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဒီဇလန်းလေးကိုမင်းကလေးတိုင်းကြည့်တင်ပါတယ်နော်ဇလန်းလေးမစတင်ခင်မှာတော့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဆက်လက်အားပေးကြပါအောင်ရှင်ကောင်းမလေးရဲ့မျက်နှာမှာဒေါသတွေမြင်နေရတယ်သူမကအဝတ်ဗီဒီယိုတွေကစာရီတွေကို ထုတ်ယူလာတယ်အမုံတရားတွေပြည့်နေတဲ့မျက်နှာနဲ့အဝတ်တွေကိုမိပုံရှို့နေရပါ သူမဘာတွေဖြစ်နေခဲ့ရလဲဆိုပါရဲ့အဆကိုသွားကြည့်လိုက်တော့ထိုကောင်လေးကအပြိုရန်ဓပုံစရာတယောက်ပါသူကတလေးဆန်လေးတွေရဲ့ပုံတွေကိုလိုက်ရိုက်နေရင်အမတ်မချင်မဲ့လူအုပ်ကြားထဲမှာထင်းနေတဲ့စာရီဝတ်ထားတဲ့ကောင်မလေးကိုမြင်သွားတယ်ထိုကောင်မလေးကိုမြင်မြင်ချင်းမှာပဲလက်မလို့စတဲ့သူမရဲ့ပုံတွေကိုလိုက်ရိုက်နေခဲ့တယ်ဒါတွေကိုတော့ထိုကောင်မလေးမသိရှာပါဘူးတနေ့လုံးရိုက်လာတဲ့ကောင်မလေးရဲ့ပုံတွေကိုအင်းရောက်တော့ပြန်ကြည့်တယ်အယူအမှုကိုကြည့်တယ်အချိန်တွေကုန်မှန်းမသိကုန်လို့အထီကိုသူကြည့်လို့နေခဲ့တာပါ တလုံးနဲ့မိုးလင်းလာတော့တိုက်ဆိုင်စွာနဲ့ပဲမင်းရတွေ့ခဲ့တဲ့ကောင်မလေးကိုပြန်တွေ့လိုက်ပါတယ်။ထိုကောင်မလေးရဲ့နှက်ကိုထက်ချက်မခွာပဲလိုက်လာတယ်။ကောင်မလေးရဲ့တငယ်ချင်းလှမ်းခေါ်တော့အာရာဒရာဆိုတဲ့နာမည်လေးနဲ့အတူသူမအိမ်ကိုပါတီခွင်ရလိုက်ပါတယ်။အာရာဒရာက Instagram မှာသူမစာရီဝတ်ပြီးရိုက်ထားတဲ့အလှပုံတွေကိုတင်ရတာသဘောကျနှစ်သက်တဲ့သူပါ။သူမအမေနဲ့အကိုဖြစ်သူကတော့ဒီလိုတင်တာတွေကိုလုံးဝသဘောမကျလို့အမြဲအဆုခံနေရပါတယ်။သူမအကိုကတော့ညီမထိဓာကြီးဆိုတဲ့သူမျိုးပါ ူမကိုဖွန်လာကြောင်တဲ့ကောင်းတိုင်းကိုအရှိရနေဒဏ်ခံရှင်းပြနေရပါဒါကိုအာရာဒရာကလုံးဝမကြိုက်ပါဘူးတစ်ဖက်မှာလည်းသူမနာမည်လေးတီးခွင့်ရအောင်နေတဲ့ Instagram မှာသူမရဲ့နာမည်တွေကိုရိုင်းနှိပ်ကရှာဖွေနေပါတယ်နိုင်ပေါင်းအချိန်ပေါင်းများစွာကြာတဲ့အထိယူယူမှုမှုနဲ့ကိုရှာနေရပါနောက်ဆုံးတော့အာရာဒရာဆိုတဲ့နာမည်တွေအားလုံးထဲမှာသူမရဲ့အကောင့်အစ်စ်ကိုရှာတွေ့သွားပါတယ်သူမရဲ့ပုံတွေကိုချက်ချင်းထုတ်တဲ့နေရံတွေမှာချိတ်ဆွဲပြီးတော့ အာရာနဲ့စိတ်ကူးရရင်ကအယူအမှုနဲ့ကိုချက်လို့သွားခဲ့တာပဲဖြစ်ပါတယ်။နောက်မနေ့အာရာအိယာကနိုးလာတော့ကီတူးဆိုတဲ့အကောက်ကနေသူမပုံတွေအားလုံးကိုလိုက်ပေးထားတဲ့နိုတီတွေကအဆက်မပြတ်ဝင်လာတယ်။နောက်တော့အချိန်တိုင်းမှာသူမစီကိုကီတူးဆိုတဲ့အကောက်ကနေစာရင်းစတိုင်ပို့လာခဲ့တော့တာပဲ။ငါးတပုံစရာပါ။မင်းနဲ့တပုံရိုက်လို့ရမလားဆိုတဲ့စာကြောင့်သူမစဉ်းစားသွားရတယ်။သူမတငယ်ချင်းတွေနဲ့လည်းကီတူးချောင်းကိုပြောနေကြတယ်။ကီတူးဆိုတာတခြားသူမဟုတ်ပါဘူး။ သူမပုံနေခိုးရိုက်ပြီးအယူအမှုဆွဲလန်းနေတဲ့သူမမသိတဲ့ဓာတ်ပုံစရာပဲဖြစ်ပါတယ်။အခုလဲအာရကိုတခြားတစ်ဖက်ကနေချောင်းပြီးပုံနေခိုးရိုက်နေပြန်ပါတယ်။အာရရဲ့ Instagram အကောင့်ကနေသူမတို့တငယ်ချင်းတွေအခုပဲ shopping ထွက်ကြမယ်လို့ post တင်လိုက်တယ်။ကစ်တူအတွက်အခွင့်ရေးပါပဲ။သူမတို့နောက်ကနေထက်ချက်မကွန်လိုက်သွားခဲ့ပါတယ်။စန်တာထဲမှာလဲသူမကိုအရေးတကြီးကြီးနဲ့လိုက်ကြည့်ပြီးပုံနေခိုးရိုက်နေခင်ပြန်ပါတယ်။နောက်နေအာရအိမ်ထဲထိဝင်ပြီး ဝိုင်ဖိုင်သမားအပြည့်ဟန်ဆောင်ကသူမအိတ်ခမ်းတဲ့အထိအရန်ကိုရဲတွင်းစွာနဲ့ဝင်ကြည့်ခဲ့ပါသေးတယ်။နောက်တော့အာရရဲ့အကောက်ကိုစာရီပို့နေခဲ့ပြန်တဲ့ငါနဲ့တခါလောက်တွေ့ရအောင်ဆိုပြီးမှသူ့ရဲ့ဖုန်းနံပါတ်တွေပေးကတောင်းဆိုစာရီပို့ခဲ့တာပါ။ဆိတ်လုံရှားစွာနဲ့သူမစီအားပြန်စာကိုမျောနေပါတယ်မိနစ်အနည်းငယ်ကြာတော့မနေ့ဖြန်မနေ့ကော်ဖီဆိုင်မှာတွေ့ရအောင်ဆိုပြီးအာရစီကနေပြန်စာရခဲ့ပါတယ်အာရဒရာရောက်လာခဲ့ပြီးသူမမမြင်ဘူးတဲ့ခက်တူဆိုရဲလူကိုရှာတယ်နောက်ဆုံးတော့သူမတွေ့သွားတယ် ကစ်တူကသူ့ရဲ့ခရက်နဲ့တွေ့ရတော့စိတ်တွေလှုပ်ရှားပြီးပက္ကရတွေပြောမိကုန်တယ်။သူ့ကိုကြည့်ရတာအယူတယောက်လိုဖြစ်နေတယ်။ထိုချိန်မှာပဲသူမစီကိုဖုန်းဝင်လာတယ်။အကိုဖြစ်တဲ့သူစီရပါ။ပြန်ခေါ်နေလို့သူမပြင်ရတော့မယ်ဆိုပြီးနှုတ်ဆက်သွားတယ်။ကစ်တူကို confidence ရှိရှိနေဖို့မှာသွားတာဖြစ်လို့မှန်ထဲမှာသူ့ကိုသူကြည့်ပြီး confidence တွေစိုးရှိအောင်နေကျင်တယ်။သူမနဲ့နောက်နှစ်တွေ့ဖို့ထပ်ချိန်လိုက်တယ်။သူ့စီကိုလှမ်းလာနေတဲ့ချိန်မှာဘဲတဲ့ဝင်နဲ့တိုက်မိပြီးတော့ကစ်တူစိတ်တူသွားတယ်။ ဟိုဘေးကလည်းအာရကိုပဲတစ်ဖက်ဝိုင်းကနေရှိုးနေတော့ကစ်တူတအားတွေစိတ်တူရတယ်။ဟိုဘေးတွိုင်းလက်ချဲကိုသွားနေတော့မှကစ်တူဟာယူနီအိုကိုကင်ပြီးလိုက်သွားတယ်။လူလစ်တုံးမှာမျက်နှာကိုအပူနဲ့ပတ်ခဲ့ပြီးတော့ထွက်ပြေးလာခဲ့တယ်။ကစ်တူကအာရဟပေါ်အလောက်ထိကိုယူသွင်းနေခဲ့တာကြောက်ရွံ့ကောင်းပါတယ်။ဒါနဲ့ပုံရိုက်ဖို့သူကိုယ်တိုင်စာရီတွေကိုဝယ်ပေးတယ်။အာရရဲ့အလှပုံတွေကိုသူကိုယ်တိုင်ဖန်တီးတယ်။အာရာနဲ့အနီးကနေခွင့်ရတော့ကစ်တူဟာကဘာမှာအပျော်ဆုံးလူသားဖြစ်နေချိန်မှာပဲအာရာရဲ့အကူရောက်ချလာပါတယ် ူညီမကိုထိတွေ့ကြင်တွေ့နေရတဲ့သဘောမကြတော့ပြဿနာထရှားတယ်။သူညီမနဲ့ထက်တွေ့ရင်သေမယ်လို့ကြိမ်မောင်းရင်းနဲ့ပြန်သွားကြတယ်။ကိတူရဲ့စိတ်ကိုဆော့ပေးလိုက်တယ်လို့ပါပဲ။အင်ရောက်တော့သူနဲ့အာရာရဲ့ပြောစရာအချိန်လေးတွေကိုဝင်နှောက်ရှက်ပါတယ်ဆိုပြီးဒေါသတွေထွက်တယ်။ဒီလိုမနှောက်ရှက်နိုင်အောင်အာရာကိုသူ့အပိုင်လို့ဖို့ဆုံးမချက်ချလိုက်တယ်။အရာရဲ့အင်းရှင်မလူတယောက်ဟာချောင်းပြီးတော့အရဟပုံတွေကိုခွေးဟိုက်နေတာပါအကိုဖြစ်သူကမြင်သွားပြန်တော့သူညီမကိုချောင်းနေတာကစ်တူမှန်သိသွားတော့တယ် အကူဖြစ်သူဟာဝိုင်းသမားတော့အာရာလဲမြင်ပြီးထိုရံပွဲကိုရောက်လာတာတားဆီးလိုက်ရတယ်။တနေ့ထက်တနေ့အာရာအပေါ်ဆွဲလန်းစိတ်ကပိုပြင်းထန်လာခဲ့တယ်။သူတို့အချင်းကြီးကိုဝင်နောက်ဆက်ပါတယ်ဆိုပြီးသူမမိသားစုကိုတက်ခါအာရာနဲ့နှစ်ယောက်ထဲနေဖို့စိတ်ကူးရသွားပါတော့တယ်။ဒီလိုနဲ့အာရာနောက်ကိုအဆက်မပြတ်လိုက်နေရကသူမကိုချစ်တယ်ဆိုပြီးဖွင့်ပြောခဲ့တယ်။သူ့ရဲ့လက်မှာတော့အာရာရဲ့နာမည်ကိုဓားတွေနဲ့မွန်ပြီးအချစ်သက်တွေတွေရှိတယ်ဆိုတာတော့ပြပါသေးတယ်။မင်းငါ့ကိုချစ်တာသိရင်မင်းအကိုကြောင့်ငါ့ကိုရှောင်နေရမလား ်မင်းအကိုငါတတ်လိုက်မယ်နော်ကိတူရဲ့စကားတွေဟာအရန်ကိုထိတ်လန့်စရာကောင်းပါတယ်ဒါနဲ့သူမရဲ့အကိုကိုစိတ်ပူစွာနဲ့ဒီအချောင်းကိုဖွင့်ပြောလိုက်တယ်သူမအကိုကစာပို့ပြီးတော့ချိန်ခိုင်းလိုက်ပါတယ်ကိတူကတော့သူမချိန်တဲ့အချိန်အတိအကျလာဆောင်နေတယ်ဒါပေမဲ့အာရာကရောက်မလာခဲ့ပေတစ်ဖက်ဝိုင်းမှာသူမရဲ့အကိုဟာရောက်နေနေပြီးကိတူကိုစောင့်ကြည့်နေခဲ့တာပါနောက်ဆုံးအာရာရောက်မလာလို့ထပြန်တော့အာရာရဲ့အကူကကိတူနာကိုခြေအခံလိုက်ရင်သူ့အိမ်ကိုတိသွားပါတယ် ိမ်ထဲဝင်တော့သူညမပုံတွေပြည့်နေတဲ့အခန်းကိုမြင်ပြီးပို့တော်သားထွက်သွားတယ်။အကိုဖြစ်သူနဲ့အတူတငယ်ချင်းဖြစ်တဲ့သူကဝိုင်းသမားလိုက်ကြတာကစ်တူအတော်နာပါတယ်။သူညမကိုအတွေ့အထိထဲမတွေ့ဖို့မှာခဲကပြန်ထွက်လာခဲ့ကြတယ်။စောင်းကြည့်ခံရသလိုဖြစ်နေတဲ့အာရာဟာနေရတာထိတ်လန့်လို့လာပါတယ်။ဒါနဲ့သူမရဲ့အဖေရဲ့အကြံနဲ့အတူကစ်တူကိုရဲစခန်းမှာတိုင်ရက်ဖွင့်ပြီးအထုခိုင်းလိုက်ပါတယ်။ရဲတွေရှိမှတော့အာရကိုဘလောက်ထိယူသွင်းနေကြောင်းပြောနေတာကြောင့်ရဲတွေတော့လန့်သွားရတဲ့အထိပါ။ ူချိန်တိတ်တဲ့ညအလယ်မှာတော့ကစ်တူဟာအာရာတို့အိမ်ထဲကိုဝင်ပြီးအာရာရဲ့အိတ်ခမ်းထဲကိုဝင်ခဲ့ပါတယ်။အိတ်ပျော်နေတဲ့အာရာကိုခေါင်းဆာခြေစုံတိချထိုင်ကြည့်တယ်။လူသံကြားတော့သူမရဲ့အဝတ်ဗီဒီယိုတွေကစာရီတွေကိုခိုးပြီးတော့အလင်းအမြင်မပြန်ထွက်သွားပါတယ်။အာရာရဲ့စာရီကိုခြုံဝှက်ကတယောက်တည်းစကားတွေပြောနေခဲ့တယ်။မြန်ငါအပိုင်မဲ့ဖြစ်ရမယ်။ဘသူမှမခွဲစရာဘူးဆိုတဲ့စကားတွေဟာအကြောင်းထက်နေခဲ့တာပါ။အာရာအပြင်ကနေပြန်လာချိန်မှာပဲကီတူဟာရုတ်တရက်အနာကိုရောက်လာပြီး ူမအိမ်ရှိမှာရင်ပြန်ပြီးဆွေးသွားပါတော့တယ်။သူကကြောင်ဖြတ်ကြီးတစ်ခုတည်းကိုခေါ်လာခဲ့တာပါ။သူမနုံနိုးချင်းကိတူကိုမြင်လိုက်တော့အယံလန့်သွားခဲ့တယ်။ကိတူကပားရိကြီးပဲချပါတယ်။သူမကိုလည်းမိမိသားစုကမတွေ့နဲ့ဆိုတာနဲ့ငါ့ကိုရှောင်ရသလားဆိုပြီးဒေါသတွေထွက်တာပါ။ကိတူအားမလို့အားမရတွေဖြစ်ပြီးအားရအောင်စိတ်တစသမားတယောက်လိုပြောဆိုဆက်ဆံနေပါတယ်။သူအချက်တွေမမြင်ရကောင်းလားဆိုပြီးဒေါသတွေလည်းထွက်နေရပါ။ သူ့ရဲ့ခန်းစားချက်တွေရင်းဖွင့်နေချိန်လူသံကြားလို့အာရာအကူညီရောက်အော်ခေါ်ပါတယ်ကစ်တူကအလင်းမြေမဲအာရာကိုရိုက်ချလိုက်ပြီးရှောင်ထွက်သွားလိုက်ပါတယ်မကြခင်မှာပဲထိုလူကရောက်လာပြီးလဲနေတဲ့အာရာကိုလာနှုတ်ခေါ်ပါတယ်အာရာနဲ့အကူညီတွေတောင်းကထွက်ပြေးဖို့လုပ်နေတော့မှကစ်တူကရုတ်တရက်ပေါ်လာပြီးထိုလူကိုတိုက်ခိုက်ပါတော့တယ်အာရာဟာတိလိုက်ပါပြီသူမဘလို့မှမလွတ်မြောက်နိုင်တော့တာ ਉ ဒါနဲ့သူမကစ်တူကိုဘလို့ကင်တွေရင်လွတ်မြောက်နိုင်မလဲဆိုတာစဉ်းစားမိပြီးစကားတခုပြောလိုက်တယ် ရှင့်ဝင်ကျမချစ်တယ်ကီတူကီတူရဲ့စိတ်တွေတည်ငြိမ်သွားတယ်။သူမကိုကောင်းကောင်းဆက်ဆံနေမကြမ်းတမ်းတော့ဘူး။ဒါပေမဲ့အာရာရဲ့အပြုအမူတွေကအသက်မဲ့နေတော့သူ့အပေါ်ညာနေမှန်ကီတူရိတ်မိသွားတော့ဒေါသတွေပြန်ထွက်လာခဲ့တယ်။အာရာကအလင်းမြမဲ့စကားချွတ်ချုံလေးတွေတုံးပြီးယုံကြည်မှုကိုပြန်တည်ဆောက်တယ်။အာရာကို surprise လုပ်ဖို့ကီတူဟာပြင်ဆင်လာတယ်။သူမနဲ့မွေးနေ့ကိတ်ခွဲမယ် surprise ပေးမယ်ပြီးရင်အိမ်ပြန်ဖို့ပေးမယ်လို့ကီတူကပြောလိုက်တော့အာရာပြောသွားတယ်။ဒါနဲ့ကီတူက အာရကိုအနူးညံ့ဆုံးထိတွေ့စေပြီးမွေးနေ့ကိတ်ခွဲကြတယ်။ပြီးတော့သူမအတွက် surprise ဆိုပြီးဗီဒီယိုတစ်ခုကိုဖွင့်ပြလိုက်တော့သူမရဲ့အကိုကိုဖမ်းထားတာဖြစ်နေတယ်။အာရအယံကိုထိတ်လန့်သွားရတယ်။သူမဝမ်းနည်းစွာနဲ့ငိုကြွေးနေတော့လူလိမ်မငါ့ကိုညာတယ်ဆိုပြီးနေရင်ကိုရိုက်ချလိုက်ပြန်တယ်။ဒိုနီယာချစ်ချင်းကိုခွဲခဲ့တဲ့မင်းအကိုကိုအပြစ်ပေးမယ်ဆိုပြီးတော့မှအာရရဲ့လက်ထဲကိုပလယာပေးပြီးတော့လက်ညှိုးကိုဖြတ်ခိုင်းတယ်။ အာရာကသူမရဲ့အကိုလက်ညှိုးကိုဖျက်ခံနေမှာပဲကီတူကနေအောင် surprise ဆိုပြီးသွားယူနေတော့မှ အာရာကလက်ကကြိုးတွေကိုဖြည့်ဖို့ကြိုးစားရင်းနဲ့ကီတူကပြန်ရောက်လာတယ်။သူယူလာတာက အာရာရဲ့စာရီဝတ်စုံဖြစ်နေရပါ။အာရာရဲ့အခန်းထဲခိုးဝင်ပြီးတော့ယူသွားတာဖြစ်လို့သွားလဲခိုင်းလိုက်ပါတယ်။အဝတ်လဲတာကိုလည်းအကိုဖြစ်သူရဲ့အရှိမလဲခိုင်းပြီးတော့သူကတော့ကြည့်မယ်။အကိုဖြစ်သူတော့မကြည့်နဲ့လို့ဆိုပါတယ်။ထို့အချိန်မှာပြည်စားပြုတ်နေတဲ့ကြိုးကိုအာရာရဲ့အကိုကအခွင့်ကောင်းယူပြီးဖြည့်လိုက်ပါတယ်။ ကိတူကိုစတင်တိုက်ခိုက်တယ်ကိတူနဲ့အာရအကိုတို့အပြန်အလှန်တိုက်ခိုက်နေတော့မှအာရထွက်လန်းကိုလိုက်ရှာပါတယ်အာရရဲ့နာမည်ကိုခေါ်ပြီးရှာနေတဲ့ကိတူဟာအချိန်တန်တော့တွေ့သွားခဲ့ပါတယ်သူမအကိုရဲ့ရဲဆက်ဆက်တည်နေတာကိုမြင်သွားတဲ့အာရရဲ့စိတ်တွေဟာကိတူထက်ပိုပြင်းထန်လာခဲ့တယ်ပြင်းထန်နေတဲ့စိတ်ခံစားချက်တွေကြောင့်အချက်ပေါင်းများစွာကိတူကိုတိုက်ခိုက်ပြီးတဲ့နောက်ကိတူကလည်းသူမကိုပြန်တိုက်ခိုက်ပါတယ်တေခန်နီးသူမျက်နှာရတဲ့ အာရဲစာရီတွေကိုပွေဖက်နေတဲ့ကိတူကို သူမဝှက်ထားတဲ့စာရီစားနဲ့ပဲနောက်ဆုံးလေဘင်းကိုညှက်တန်လိုက်ပါတော့တယ်အချင်းနဲ့တွေ့ရင်နူးညံ့စေတယ်ဆိုရဲစကားဟာဒီစကားမှာတော့မှန်မနေခဲ့ပါဘူးအာရသတိပြန်ရလာတော့သူမဆေးုံမှာမိသားစုတွေနဲ့အတူရှိနေတာပါ သူမအကိုတည်သွားတာကိုတတိယသွားပြန်တော့အယူမှုကို သူမငိုပါတယ်။နောက်တော့ကေတူတိတ်မြန်နေတဲ့စာရီတွေကိုအကုန်ထုတ်ယူပြီးမိဘုံရှုံကအတိတ်ဆိုးတွေကိုမေ့ပြဖို့သူမစူးစမ်းရပါတော့တယ်။ ချစ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောခဲ့ပေးပါအောင်နော်။နောက်ထပ်ဇလံကောင်းလေးတွေကိုရှာဖွေပြီးတော့မှတင်ဆက်ပေးပါအောင်မယ်ရှင်။အားလုံးပဲတက်တာပါ။